။ဗေရေးစင်နေပြဖြစ်လာတော့မယ် special one ။ special one model ကိုတရားလုံးဖို့ဂိုင်ဘက်တွေကိုအားကျနေနေတူပါရင်နိုင်ငံလေးစင်နေပြတွေကိုကြည့်လိုက်မယ်ဆိုရင်တူချင်းပိုချက်တီတော့ scaloni winning damage နိုင်ငံမှာတော့အပြင် ancelotti ကိုပါလာမယ်2026ကဘာလို့မှမြင်တွေ့ရတော့မှာဖြစ်ပါရင် club team level မှာပြိုင်ဆိုင်မှုပြင်းထန်ခဲ့ကြတဲ့နေပြတွေဟာနိုင်ငံလေးစင်အသင်းမှာဆက်လက်ပြီးတော့ပြိုင်ဆိုင်ကြအောင်မှာဖြစ်ပါရင်ဒီလိုပြိုင်ဆိုင်မှုတွေတဲကို model ကိုလည်းဝင်ရောက်လာတော့မှာဖြစ်ပါရင် တကီတရင်တောင်းအာမန်စီလင်ကိုရဲ့ဆိုရမော်ရင်ဟိုအားလာမယ့်2026ကမ္ဘာလာပြီးမှာပေါ်တူဂီနယ်ရေးစင်အသင်းကိုကိုင်းတွယ်ဖို့သတော်တူညီမှုရယူလိုက်ပြီးဖြစ်ပါတယ်အသက်62နှစ်အရွယ်ပေါ်တူဂီလူမျိုးနေပြဟာလက်ရှိချိန်မှာတော့ဒီဂရီကလပ်ဖီနာဘာချီအသင်းကိုကိုင်းတွယ်နေတာဖြစ်ပါတယ် ခရီးချင်းဆိုင်သတင်းဌာနရဲ့ဖော်ပြချက်အရမော်ရင်ဟိုနဲ့ဖီနာပါချီတို့အကြားမှာစာချုပ်သတင်းကတရားစီရာကျန်တော့တာဖြစ်ပါတယ်။မော်ရင်ဟိုဟာဒီတစ်ခေါက်ဖီနာပါချီနဲ့စာချုပ်သတင်းကိုရင်ကလန်အသင်းတင်ရှာဖွေမှာမဟုတ်တော့ပဲလေဝင်းစင်နီးပြပွားကိုကူပြောင်းတော့မှာဖြစ်ပါတယ်။တရားတွင်လည်းမော်ရင်ဟိုကင်တွင်မဲ့အသင်းကအစင်းသိရှိနေပြီဖြစ်ပါတယ်။အဲဒါကတော့ပေါ်တူဂီလေဝင်းစင်အသင်းပဲဖြစ်ပါတယ်။လက်ရှိနီးပြမာဒီနဲ့ဟာ2016ကမ္ဘာလအပြီးမှာစာချုပ်သတင်းကုံဆုံးမှာဖြစ်ပါတယ်။ရှင်းနေမှာပဲမော်ရင်ဟိုကလည်းဖီနာပါချီနဲ့စာချုပ်သတင်းကုံဆုံးမှာဖြစ်တာကြောင့်မာဒီနဲ့ရဲ့နေရာကိုတာဝန်ယူကင်တွင်သွားမှာလည်းဖြစ်ပါတယ်။မော်ရင်ဟိုတရားလည်းရှင်းနီးပြပွားမှာရောအောင်မြင်မှုတွေရအောင်သွားနိုင်ပါမလား။